ဒီဟောင်းစင်ကအချုပ်ဆက်နော်နေပါတော့တော်ကြာလာပါပြီဟောဒါလေးကိုကြာတော့ကျွန်တော်နောက်ပိုင်းဆက်တည်ဆိုရင်တော့မိတ်ဆက်တာပေါ့နော်ဒါကြတော့အရင်လက်ဟောင်းဆက်ပြီးတော့ပြန်လည်ပြဝေးပေးတာပါတို့သူရအန်ဆိုလေးကြီးပါလာတယ်ဟောညာဘက်ချမ်းပါတယ်ညာဘက်ချမ်းပါတယ်အမအန်ဆိုလေးကြီးပါလာတယ်အဆက်ကတော့သူကဒီထဲမှာတစ်ခါရက်ထည့်မြုပ်ထားတာပေါ့နော်အဲသူ့ကိုဒီအဖုံးလေးကိုလှမ်းမယ် နော်အဖုံးလေးလက်ပြီးရင်သူကဒီဘက်ကတန်လေးကိုနော်အရင်မှပြီးတော့မှစကောင်းကမထုတ်အောင်ပေါ့နော်အဲစကောင်းလေးကိုမတင်ရဒီပြားလေးကိုအောက်ကိုချခံနော်ပြီးတော့မှသူ့အောက်ကကျူတက်အောင်နော်ရှင်ရင်ပင်ကျူတက်အော်သူကဒါမျိုးပုံစံနော်လောက်ထားတဲ့ဟာကကျွန်တော်လည်းခုမှတွေ့ပြီးတော့ဗောနော်။အဲသူ ပြန်သိမ့်မဲ့ဆိုရင်လည်းအဲ့လိုပဲကျိုးလေးကိုဖြုတ် နော်ကျိုးလေးကိုဖြုတ်ပြီးတော့မှဒီခေါင်းကိုနော်အဲကိုမြုပ်ပြန်ချထားတာပါနော်နောက်တော့ခေါင်းကိုအုပ်ပြန်ပြီးတော့ခေါင်းကိုအဲကိုထည့်သိမ်းတဲ့ပုံစံပါနော်ပြီးတော့မှဒါအဖုံဖုံလိုက်တယ်နော်ဒီပုံစံလေးရတော့အဲဒီဆက်ကရသကြီးနဲ့နော်တန်ကြီးရဲ့ခိုင်ဖလက်မရအောင်နော်အကောင်ကြီးအားလုံးဒီချနော်တလုံးချင်းစီတော့မနေဖြုတ်ယူရအဲ့လိုအားလုံးကိုပေါ်ပါအောင်နော်ဖြုတ်ပြီးတော့မှဆေးမှုတ်နော်ဒီဆက်လေးရဲ့တိုင်ပင်ချိန်တာပေါ့ တော့ပုံမှန်လည်းပင်နေရပါတယ်ရှက်တန်းမှာပြီးတော့တခါဒီမော်တာဆက်လို့ပဲနော်ဒီတော့ပင်နေရပါတယ်အဲပင်နေရဒီမှာချိန်တယ်ပင်နေမှာဒီမှာမာကင်းလဲနော်ဟုတ်အဲ့တော့သူ့ကိုချိန်ရင်ဟာတော့ဒီမှာပဲချိန်ရမှာနော်ဒီစကူရှော့ပြီးချိန်အဲသူ့ကိုအတန်ရတော့နိုင်မြင့်လောက်ဆရာမရှိဘူးအတန်လည်းဒီမှာမာကင်းနဲ့ကြက်ထားတာနော်မာကင်းကြက်ထားတာဒီကောင်နိုင်မြင့်လောက်လည်းမရဘူးအတန်ဒါသူ့ပုံမှန်ပဲ အဟူကတော့ဟူကြားလေးကအတက်တက်ရှင်ပါကောက်မယ်နော်ဒါတော့ချိန်ပြရတော့ဒီကောင်ကတော့အချမ်းရအခုဘယ်ဘယ်ချမ်းမှာထားရနော်ဒီရစစ်ချာအိဇာမနော်ခုနဲ့လာတဲ့ဟာလေးအာသူ့ရဲ့နော်အထက်ခွက်ပေါ့အဲ့ခွက်ကိုထိန်းနေဟာပေါ့နော်ဟုတ် ူးနေတယ်ဆိုရင်လည်းဒါ bracket ပေါ့နော်ဒီကွက်ထင်းရဲ့ဟောအကောင်လေးပါမယ်အကောင်လေးတက်မှာနော်အကဆင်းလာတယ်ဒီကွက်ကလေးတော့ဂျင်းအောင်ထိတာပေါ့နော်အဲဒီစကူးနှလုံးနဲ့တက်ဟောအလုံးကသူရဲ့ကွက်ကိုထိထားတယ်ပေါ့နော်အဓိစကနော်ဒီလိုနေရာကြီးပြင်နေအောင်အမဲကြီးထည့်ပြီးတော့တော့ဒါနဲ့အုပ်ရတာနော်တော့အမဲကြီးရဲ့အပြင်ကိုမဆင်သွားအောင်နော်ဒီကအိုင်နေရာမှာ ုပ်တာဘောင်လေးနဲ့အကျော်လေးနော်ဒါမူလေးအလုံးပိတ်ပုံစံလေးနဲ့နော်မဲဒီယာအိမ်မှာထည့်ပေးထားတယ်နော်ချိန်မယ်အတူအချီထိုးတဲ့ပုံစံနော်ကျွန်တော်တို့မော်တာဆက်ကြီးပုံစံပဲနော်ဒီဘက်ချမ်းနေထိုးတယ်ထိုးရအောင်ပြန်ချိန်မယ်အပြင်ကတုတ်တန်ရှိမယ် အဲတုတ်တန်းနဲ့ခြစ်ထိုးမယ်နောက်ခြစ်တင်းငွေနေနော်ဒီဘက်ဘေးမှာခြစ်တင်းငွေတစ်ခုရှိတယ်နောက်ဒီမှာခြစ်ရယ်နောက်ဒီအက်ကတိုင်ခေါင်းပေါ့နော်ခြစ်တင်းငွေလေးခြစ်ပြန်ဟာအကောင်လေးထိုးရယ်အက်ကကျတော့ပုံမှန်ဒီဘက်ဘေးဘချမ်းထိုးတာပေါ့နော်ဒီကောင်ကျတော့ကျွန်တော်အချမ်းရနော်ဘေးဘချမ်းမှာအချမ်းဖြစ်တဲ့အတွက်ညာဘချမ်းထိုးပါမယ်နော်ခုကဘေးဘချမ်းကောက်တာဖြစ်တဲ့တယ်နော်သတော်တော့ဖြုတ်ကားပုံစံမှာပြခဲ့ပါတယ်ဒါကြောင့်မို့ဒီကောင်ကခြစ်ထိုးတဲ့နေရာစကားပြောရယ်နော်အဲ့အချမ်းတော့ထိုးပါမယ်နော်အဲ့တော့ လုံးလန့်ထဲမယ်လုံးလန့်ထဲမယ်ဆိုရင်လုံးလန့်လေးထဲတယ်သူကြံပါကြလေးတွေကိုထဲမယ်ဒီလိုအတိုင်းထားမယ်ပြီးရင်မချီကောက်ပေါ့နော်ချီကောက်ပြီးတော့ဒါလုံးလန့်လေးအောက်ပါအဟာလေးအပေါ်ကိုထွက်လာအောင်နော်ကောက်ပေးရအောင်အဲ့ဒါလေးအပေါ်ထွက်လာမှဒါပြီးကြတဲ့ထဲမှာဒါတော့ပုံမှန်ချုပ်နေတတ်ပါတော့နော်ချီပြီးတော့ပါနော်ပြီးရင်ဒါပြီးကြတဲ့ထဲအပေါ်မှာဒီပါနော်ပြီးရင်ပုံပုံလိုက်အဲ့ဒီကဒါပြီးချုပ် အဲသူ့ကိုဆက်ဆန်းတာနော်ကျွန်တော်တို့ဒါပုံမှန်ဒါလေးမှာဆန်းပေးတာနော်ဟောသူ့ရဲ့ဆက်ဆန်းတဲ့ပုံစံလေးအဲသူကနော်ပင်လျံနဲ့သွားတာဖြစ်တဲ့အတွက်နော်အဲ့လိုချုပ်ရတာတွေကတော့တော်တော်ကြီးကောင်းတယ်ဗျအဲသူ့ရဲ့အသွားလာလေးကပေါ်ွားတာပေါ့နော်နင်းရပြရတာအဲရှေ့ဘက်ကနေဒါပင်လျံဘိုင်းလေးကိုတစ်ချက်ကြည့်ပြရပါမယ်အဲသူ့မှာနော်ဟူလိုင်းကပင်လျံနဲ့ပြည့်ဒီဘက်ကတော့ဆန်ထရိတ်လိုင်း ့ဆန်သေးလိုက်တော့သူမာကင်နဲ့တက်လာတော့ဆန်သေးကတော့လုံးဝနော်ရွှေတရချင်းရမရှိဘူးဒီဆက်ကတော့နော်တော့ပင်ရံလိုင်းနဲ့ဖြစ်တဲ့အတွက်ဆက်ချုပ်တဲ့ခါကျတော့ပင်ရံသားလေးပဲပေါ့နော်ပင်ရံလေးစီ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 အဲ့လိုပုံလာပြီနော်အဲ့ဒါကြီးရတာကထိုးရတာပေါ့ပါလေနော်ဒီကမူရင်းဆက်ဆော်လေးနော်အားလေးကတော့တွန့်လာလေးတော့တွန့်လာလေးတော့ သူ့မှာပါလာတဲ့ပစ္စည်းတွေနော်မရားကြီးပဲဟောတွန်းလာချုပ်တာတွေနော်ဟောခိုက်ကလေးတွေလည်းပါလာတယ်ဒီအဆက်ဆက်လေးတွေဟောမရားကြီးပဲတုံးလိုက်တာနောက်တစ်ခါပန်းထိုးတဲ့ဟာတုံးလာပါတော့နော်ဟောအဲ့ဒါမျိုးတွေလည်းရှိတယ်ဟောသူ့ရဲ့တွန်းတဲ့ဟာတွေနော်တုံးနာဟာဒီတုံးနာဟာဒီကတက်ပြီးတော့ကျွန်တော်စမ်းကြည့်ရတာပေါ့။သူကနော်ချုပ်ရင်ထည့်လေးကိုတုံးတုံးထည့်သွားတာပေါ့နော်။ဟောအဲပုံစံလေး။ဒါလေးလေးကသူကတုံးလို့ရတာနော်။သူရဲ့ လှုပ်ဆောင်လာတဲ့ဟာလေးအော်ဒီမှာပါတဲ့ accessory တွေကအများကြီးပဲနော်တချို့ပါတယ်ကျွန်တော်တို့တော့မသုံးမှုသေးဘူးဒါဆိုတော့တွန်းပြီးလုပ်တဲ့ဟာဟောဆက်ရဲ့နော်နော် single တော်တော်နှစ်ပြည့်ရကြာလာပါပြီနော် single တစ်စိတ်ဟောဒါလေးပြုတ်တဲ့လုတ်တဲ့ပုံစံလေးနော် သူ့အလူမီနီယံဆွဲထုတ်နော်ဟိုကဒါဒီပန်းထိုးတဲ့ဟာကြီးနော်ပန်းထိုးသုံးမယ်ဆိုတော့ဒါတော့ဒါလေးကိုဖြုတ်ရမယ်သူ့ခေါင်းလေးနော်ဟောအရင်ကောင်ဖြုတ်ပြီးဒီမှာထောက်ထားတဲ့နက်ကလေးကြီးရဲ့အကောင်လေးလည်းဖြုတ်ရမယ်ဟောဒါလေးပြုတ်မှနော်သူ့ကျော်ဒီခေါင်းပြန်တက်ရမယ်နော်ဟောအကောင်တက်အကောင်တက်ပြီးတော့နော်ဒီအောက်ကနော်အပြားလေးပေါ့။နော်ခွေးသားသေးတော့ပေါ်လို့ရတော့ပန်းထိုးမှတော့ ဲ့တော့သူ့ကိုခံလာတဲ့ဒီတံပြားလေးနော်အဲ့ဒါလေးဖြုတ်ပြီးတော့ပြန်ထည့်ရအောင်နော်အကောင်လေးကကုသတိတ်မပေါမှသူပန်းထိုးလိုက်ရအောင်နော်ပြီးတော့ဒီခေါင်းမှာသူချီထိုးတဲ့ပေါက်လေးပါတယ်နော်အဲ့ပေါက်ကလေးတွေကိုလည်းချီထိုးထားဒါမှသူပြီးချီပေါက်ပြီးတော့ထုတ်ရအောင်နော်ဒီထုတ်တဲ့ပုံစံကတော့လူကလက်တော်လာပဲရှိတော့တယ်နော်။သူကလူကလိုက်ရွှေ့တာပေါ့နော်။အဲပုံစံလေးရှိရတယ်။ နော်အော်ဒါလေးကတော့နော်ကျွန်တော်ကြုံကြိုက်တော့သူဆန်းတဲ့ဇက်ကလေးပေါ့နော်အဲ့ဒါလေးအတွက်မျှဝေပေးလိုက်ရတာပါ